မတာဂတ်စကာမှာစစ်တပ်ကအာဏာသိမ်းဖို့ကြိုးပမ်းနေတယ်လို့ဘယ်ရောက်နေမှန်းမသိတဲ့သမရအန်ဒရီရာဂျိုလီနာရဲ့ယုံကအော်တိုဘာလ12ရက်နေ့မှာဆွဆွဲပြောဆိုလိုက်ပါတယ်။နိုင်ပိုင်းအကြမှာတော့စစ်မှုထမ်းကုကေးစင်တာကပ်ဆက်လို့ခေါ်တဲ့အထူးတပ်ဖွဲ့ကသူတို့ဟာကြီးရဲလေတပ်အလုံးကိုထိ ंछ ုံလိုက်ပြီးလို့ကြေညာခဲ့ပါတယ်။ ဒီကပ်ဆက်အဖွဲ့ဟာ2009ခုနှစ်တုန်းကသမရဂျိုလီနာကိုအနာရအောင်ကူညီခဲ့တဲ့တပ်ဖွဲ့ဖြစ်ပြီးအခုတော့ဂျင်စီလူငယ်ဆန္ဒပြသူတွေဘက်ကနေရည်တည်လိုက်တာဖြစ်ပါတယ်ရင်းနဲ့လျှက်စစ်မီပြတ်တောက်မှုတွေကနေစတင်ခဲ့တဲ့လူငယ်တွေရဲ့ဆန္ဒပြပွဲတွေဟာအလုံးလက်မဲ့နှုံမြင့်မာမှုအချင်းပြတ်ချစာမှုနဲ့နေထိုင်မှုစရိတ်ကြီးမြင့်မှုတွေအပေါ်မကျေမနပ်မှုတွေအဖြစ်ကျေပြက်လာခဲ့ပါတယ်။ ကပ်ဆက်တက်မှုကတော့အာနာသိမ့်ဖို့ကြိုးစားတဲ့ဆိုရဲဆွဆွဲချက်ကိုပယ်ချခဲ့ပြီးဗိုလ်ချုပ်ကြီးဒီမော့စတင် ပီကူလတ်ကိုစစ်ဦးစီးချုပ်တဲ့အဖြစ်ခန့်လိုက်တယ်လို့အတည်ပြုခဲ့ပါတယ်။ဒါဟာပြည်သူလူထုရဲ့တောင်းဆိုမှုကို တုံ့ပြန်တာဖြစ်တယ်လို့လည်းသူကဆိုပါတယ်။သုံးဖက်ကြာမြင့်ခဲ့တဲ့ဒီဆလာပြပွဲတွေအတွင်းအကြက်ဖက်နှိမ်နေမှုတွေကြောင့်လူ22ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ကုလသမဂ္ဂကထုတ်ပြန်ထားပေမဲ့အစိုးရကတော့ဒီအရေးအတွက်ကိုငြင်းဆိုထားပါတယ်။ အာဖရိကသမဂ္ဂကတော့ဖြစ်ပေါ်နေတဲ့အခြေအနေတွေကိုစိုးရိမ်ကြောင်းနဲ့နှစ်ဖက်စလုံးတည်တည်ငြိမ်ငြိမ်ဖြေရှင်းကြဖို့တိုက်တွန်းထားပါတယ်ရှင်။